2022ကကနန်းကစားကွက်ဒီအများကြီးရှိတယ်နော်အဲ့ထဲနေမှာကျွန်တော်အသုံးပြုမဲ့စနစ်တခုပေါ့နော်ကနန်းတကွက်ပပလမီစမြတ်တယ်ကျွန်တော်မန်ဘာကက်ထဲမှာသုံးမဲ့ကနန်းတကွက်ပအောစီနေရာမှာသုံးမဲ့နော် အဲ့ဒီကနန်းတကွက်ကိုလက်ဆောင်ကြည့်ကျွန်တော်ပြီးကျမှာလေပေါ့နော်စေဝင်ဆိုင်တုံးမှာအကြိုက်တူမှာတုံးမှာအကြိုက်မကြီးမတုံးမှာလေပေါ့နော်ဒါကျွန်တော်တို့နှစ်တိုင်းလိုက်ကိုင်းနေကြတဲ့ line တုံးညာအောက်ပိတ်ဒီသူကွင်းကျော်မှာတုံးညာထိတ်လို့ရိုက်ခဲ့တယ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ခြားပြီးခဲ့ဒီနှစ်နောက်ပိတ်သူကွင်းကျော်မှာနှစ်ထိတ်လို့ရိုက်ခဲ့ တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြားပြီးတော့ဒီလေးနောက်ပိတ်ကအခုပြမှာလေးနောက်ပိတ်ရိုက်ခဲ့နိုင်ကျော်အဲ့ဒီနိုင်ကျော်မှာသူဘာလုပ်ခဲ့တာရှိလဲနှလုံးပေါင်းရင်ခွန်ခွန်ဒီခွန်နောက်ပိတ်လိုရိုက်ခဲ့အဲ့ဒီခွန်နောက်ပိတ်ဒီသူ့ဘေးမှာခွန်ထိတ်လို့ပြန်ရိုက်ခဲ့ပထမကတ် လူကနေတကြီးနှစ်ကျင်သုံးကျင်လေးကျင်ငါးကျင်၆ကျင်၆ယူတော့လိုက်တဲ့ကျင်နှလုံးပေါင်းကျင်တိရှစ်ဒီနေရာမှာရှစ်နှုတ်ပိတ်လို့ရိုက်အဲ့ရှစ်နှုတ်ပိတ်ကရှစ်ထိတ်လို့ရိုက်ခဲ့တနေ့နေ့နေ့သုံးနှစ်လေးနှစ်ငါးနှစ်၆ရက်ခြားပြီးကျင်မှာနှလုံးပေါင်းကျင်တိခွန်ပြီးတော့ရှစ်ရှစ်ပြီးတော့9ဟမ် sorry ကျင် နှလုံးပေါင်းခြင်းသည်တဲ့ခွန်ပြီးတဲ့ရှစ်ရှစ်ပြီးတော့ကိုးလို့ရိုက်ပြီးဒီနေရာမှာကိုးနောက်ပိတ်လို့ရိုက်ပြီးတော့သူ့ရဲ့နောက်နေကိုကိုးထိတ်လို့ကူးခဲ့တယ်ပြင်ကြောလေးရှိအဲ့ဒီပြင်ကြောကနေသူဘာလုပ်ခဲ့လဲဆိုတော့ဒီကောင်နေအပေါ်တက်လိုက်တစ်ချိန်နှစ်ချိန်သုံးချိန်ဒီနေရာမှာကစားတော့တယ်ကစားကွက်ဒီနေရာမှာကစားတော့တယ်ကစားကွက် အဲ့လိုပဲဒီကောင်နေတစ်ချိန်တစ်ချိန်သုံးချိန်တက်လိုက်ဒီနေရာမှာကစားသွားတယ်ကစားကွက်ဒီနေရာမှာကစားသွားတယ်ကစားကွက်ကုဋေတည်းနေချိန်တစ်ချိန်သုံးချိန်တက်လိုက်ဒီနေရာမှာကစားသွားတယ်ကစားကွက်ဒီနေရာမှာကစားသွားတယ်ကစားကွက်အဲ့စနေတွေကိုကျွန်တော်လိုက်ပြီးကစားမှာပေါ့နော်အဲ့စနေတွေလိုက်ကစားမှာ ဒီနေရာမှာကစားသွားတဲ့ကစားကွက်966ဆိုပြီးကနေကတနေ့နေ့နဲ့သုံးနေ့လေးနှစ်မြောက်ဒါကြောင့်လေနှလုံးပေါင်းကွန်ဒီခေါနောက်ပြီးလို့ရတဲ့ချိန်မှာသူ့ရဲ့အောက်မှာဆောင်းလုံးလုံးပေါင်းချင်းလေးလို့ရိုက်တယ်အဲ့ဒီလေးကြောင့်ဒီပေါ်နေလိုက်တစ်ချိန်တစ်ချိန်သုံးချိန်လေးချိန်မြောက်ဒီနေရာမှာကစားထားတဲ့ကနန်းသီးတဲ့ဆောင်းကလုံးပေါင်းကြီးလေးလို့ထောက်ထားတဲ့နှစ်တနည်းနည်းနည်းသုံးနှစ်လေးနှစ်မြောက်တဲ့က ကနန်းတကွက်ကဒီနေရာမှာအကွက်ရှိရွှေ့ပြီးတယ်တဲ့656ပြီးရင်သူ့ရဲ့အောက်မှာထပ်ပြီးတော့ဒီနေရာမှာထပ်ကစားတဲ့ကစားကွက်29ခုဆိုပြီးကနန်းကလည်းတနေ့နေ့နဲ့သုံးနေ့လေးနေ့မြောက်ကကနန်းတကွက်ကပဲထပ်ပြီးတော့နှစ်ကြိမ်ဆက်တိုက်ဒီနေရာမှာသူရှိလင်းနှင်းရောက်ကကနန်းတွေနှစ်ကျင်းဆက်တိုက်ကစားသွားတယ်ပထမကက်ပြီးတော့ဒုတိယကက် ဒုတိယကက်မလိုက်တိုင်းမှာဒီနေရာမှာကစားသွားတဲ့ကနန်းစီနှလုံးပေါင်းရှစ်ရှစ်နောက်ပြီလို့ရိုက်ပူဆောင်းပါသုံးလုံးပေါင်းကြီးလေးလို့ထောက်ထားတယ်ဒီချင်းနှစ်ချင်းသုံးရင်လေးချင်းမြောက်ဒီကနန်းကလည်းတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့ကကနန်းကလည်းအကွက်ရွှေနေနဲ့ကစားတယ်650ဒီ650လို့ကစားတယ်အဲ့လိုပဲသူ့အောင်မှာထပ်ကြတဲ့ဟိုက်6နှစ်8ဆိုတဲ့ကနန်းကလည်းတနည်းနှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့ကနန်းကပဲထပ်ပြီးတော့လိုက်ကစားပါလား ဒါဆိုလို့ရှိရင်တက်ရကနှလုံးပေါင်းကိုကိုနောက်ပိတ်လို့ရိုက်ပြီးဒီမှာလည်းပဲသောင်းသုံးလုံးပေါင်းကြီးလေးလို့ရိုက်ပြီးအဲ့ဒီလေးကြောင့်တကယ်နဲ့ချင်းသုံးကြီးလေးချိန်မြောက်သူ့ပေါ်နေထောက်လိုက်ဒီမှာကစားကြတဲ့ကနန်းရှောက်ရှိခွင်ဆိုတဲ့ကနန်းကတနည်းနည်းနဲ့သုံးနည်းလေးနည်းမြောက်ကကနန်းကအကွက်ရှိပထမကန်နေနဲ့ရှေ့ပြီးတော့ဒါဆိုသူ့အောက်မှာဆက်တဲ့ကနန်းစီလေးပဲ ဒီနေရာမှာဆက် ပြီးတော့လာမယ့်ကနန်းစီလည်းပဲတနည်းနည်းသုံးနည်းလေးနည်းမြောက်ကကနန်းဆိုကျွန်တော်က2022ခြေကကနန်းတကွက်ထက်ရနှစ်ကျင်းထက်ရကြရတဲ့စနစ်ပေါ့နော်ရှင်းမယ်ဒီမှာလေဒီကနန်းဒီလည်းပဲသူရှိလေးနည်းမြောက်ကကနန်းကြရတဲ့ကြပြီသူ့ရဲ့အောက်ကကနန်းဒီလည်းပဲသူရှိလေးနည်းမြောက်ကသူကနေထောင်ရင်လေးနည်းမြောက်ကကနန်းကိုပဲထက်ကြတယ်အဲ့ဒီကနန်းဒီလည်းပဲသူရှိလေးနှစ်မြောက်ကကနန်းကြတယ်ပြီးရင်သူ့အောက်မှာဒီဟာရိုက်တဲ့ကနန်းကလည်းသူရှိ ရှေ့လေးနှစ်ယောက်ကကနန်းကပဲထပ်ပြီးတော့ကြားတယ်။နောက်ဆိုဒီနေရာမှာပြီးကြတဲ့ပွဲမှာ6ရှစ်ခွန်ဆိုတဲ့ကနန်းကသူရှေ့တနည်းနည်းနည်း3နှစ်4နှစ်ယောက်ကကနန်းကပထမကတ်နေနဲ့ပထမတစ်ကြိမ်ကြားပြီးသွားပြီးထပ်ပြီးသူ့ရဲ့အောက်ဒီနေရာမှာကြားမယ်ကနန်းလည်းပဲတနည်းနည်းနည်း3နှစ်4နှစ်ယောက်ကကနန်းပဲကြားမယ်ဆိုတဲ့အယူဆအဲ့ဒီမှာယူဆမယ်ပရင်တစ်ခုရလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ ှင်းအောင်ပြောထားတဲ့စကားလိုပဲပြောရမယ်ဆိုရင်အမျိုးမျိုးယူလို့ရတယ်ပေါ့နော်အဲ့ဒီအနေမှာသဘာဝအပြတ်ဆုံးဖြစ်နိုင်ဆုံးဆိုတဲ့ကျွန်တော်ရဲ့အချိုက်ကစားတဲ့စနစ်ကိုကျွန်တော်ကယူမှာပေါ့နော်ဒီနေရာမှာပရမ656ကြတယ်ပရမကမှာ656ကြပြီ6ဒုတိယကမှာ650ကြတယ်တတိယကမှာဒီ669ဆိုတဲ့ကဏ္ဍကိုမကြဘဲနဲ့ပရမကဒီ656ကြခြင်းမှာဒီ break ခွန်ဒီ break တက် die man genannt hat, die sind ja jäger. Dann ist die ja wie zu, das ist da weg. Da so ich in die Nähe mal, schau schau gut, Brüte gut, die genau um die Jäger, die nicht denken, die schau Brüte genau gut, die Jäger ist da. Da so ich in die Nähe mal, die Jäger, 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 die ဒီမှာကြတယ်အဲ့လိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်မှထားတဲ့ကဏ္ဍတကွနှစ်ရှိ၆ဆွဲကဏ္ဍတကွဒီမှာကြတယ် အဲ့စနစ်တိုင်းထောက်မယ်ဆိုဒီကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်၆ကြိမ်မြောက်မှာကျထားတော့ကနန်းဒီဒီ196ဆိုတဲ့ကနန်းဒါဆိုလို့ရှိရင်ပထမကက်မှာတော့ဒီကနန်းကိုမကြောက်နဲ့ဒီဘိတ်နဲ့ကနန်းကျပေးတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီကနန်းကိုဓာတ်ရယူမလားဒိုးသီးမို့ဘိတ်ကိုယူမလားဒီလိုစဉ်းစားလို့ရတယ်ပေါ့နော်အခြေခံကြကြကျွန်တော်စဉ်းစားကြည့်ရဲဒါဆိုရင်ဘိတ်6ကိုယူမယ်ဆိုလို့ရှိရင်ဒီနေ့ထက်မှာဘိတ်6က2022ထက်မှာဘိတ်6ကထွက်ထားတဲ့ကနန်းက9 8 3နဲ့ လျှောက်တူကိုဆိုဒီနှစ်ကွက်ပဲထွက်တာဗရိတ်ယူဆနဲ့ကစားခြင်းနဲ့ဆိုလို့ရှိရင်ဒီကနေ့နှစ်ကွက်ကိုကစားလို့ရတယ်ပေါ့နော်ဒါကြိုက်တဲ့လူကဒီကနေ့နေကိုကြိုက်တဲ့ပြည့်သက်ရှိဒီကနေ့ကိုကစားကျွန်တော်ကတော့အဲ့လို7မျိုးကိုမကစားတော့ဖော်မြူလာ7ကိုကျွန်တော်ကစားတော့ဘယ်လိုကစားမလဲကြည့်အောင်နှလုံးပေါင်းခွန်လို့ရိုက်တယ်ဒီမှာခွန်နောက်ပိတ်လို့ရိုက်တယ်အဲ့ဒီခွန်နောက်ပိတ်ဒီနေရာခွန်ထိတ်လို့ထည့်ပြီးသူ့ရဲ့တကွင်းကျော်မှာ ဒီခွန်ထိတ်ကဒီနေရာကိုခွန်နောက်ပိတ်လို့ပြန်ထည့်ပြီးတော့ခွန်ရှင်းနှလုံးပေါင်းခွန်ဆိုတဲ့မတ်တက်နဲ့ဝင်ထားတဲ့ကနန်းအဲ့ကနန်းဒီတနေ့နနေ့သုံးနေ့လေးနေ့ယောက်ကထွက်ခဲ့တဲ့ကနန်းလေးရှင်းရမယ်။ဒါဆိုဒုတိယကနှလုံးပေါင်းရှင်းရိုက်တယ်။ဒီနေရာမှာရှင်းနောက်ပိတ်လို့ရိုက်တယ်။ဒီနေရာမှာရှင်းထိတ်လို့ရိုက်တယ်။ဒီရဲ့ဒီကွင်းကျောင်းမှာအဲ့ရှင်းဒီပြန်ပြီးတော့ထည့်တယ်ရှင်းနောက်ပိတ်ရှင်းနှလုံးပေါင်းရှင်းတယ် 6နှစ်8ဆိုတဲ့ကဏ္ဍဒီကဏ္ဍဒီတစ်နှစ်နဲ့တုံးနေ4နှစ်မြောက်ကထွက်ခဲ့တဲ့ကဏ္ဍဆိုတဲ့အယူဆကိုလိုက်ကစားတော့ကျွန်တော်ကြိုက်တဲ့ကစားနည်းကဒီတိုင်းကစားမယ်ရှင်လုံးပေါင်းနှလုံးတိတ်စင်းလုံးပေါင်းရင်ကိုကိုနောက်ပိတ်လို့ရိုက်ပြီးအဲ့ဒီကိုဒီဒီနေရာမှာကိုထိတ်လို့ထည့်ခဲ့ပြီးအဲ့ဒီကိုကိုဒီနေရာမှာကိုနောက်ပိတ်လို့ထည့်ပြီးတော့ရှင်နှလုံးပေါင်းကိုနဲ့ထွက်ထားတဲ့ကဏ္ဍ အဲ့ဒီကနန်းဒီတနည်းနည်းနဲ့သုံးနည်း၄နည်းမြောက်မှာထွက်ထားတဲ့ကနန်းဖြစ်ရမယ်ဆို2022ထဲကအဲ့ဒီလိုမျိုးစနစ်မျိုးနဲ့ထွက်ထားတဲ့ကနန်းရှိမလားကျွန်တော်ရှာကြည့်မယ်ပေါ့နော်၉တော့ပါတယ်နှလုံးပေါင်း၉မပါသေးဘူးဒီမှာ၉ပါတယ်နှလုံးပေါင်း၉မပါဘူးဒီမှာ၉ပါတယ်နှလုံးပေါင်း၉မပါသေးဘူးဖြစ်စဉ်ဒီမှာ၉ပါတယ်နှလုံးပေါင်း၉ဖြစ်မရရင်ဒီမှာ၉တလုံးပါတယ်နှလုံးပေါင်း၉ဆိုတော့ကနန်းဒီမှာရှိထားတယ် အောက်မှာဆက်ကြည့်မယ်ဒီမှာ6ပါတဲ့နှလုံးပေါင်း6ရှိမှသာဘူးဒီမှာ6ပါတဲ့နှလုံးပေါင်း6လို့ရှိမှသာဘူးဒီမှာလည်း6ပါတဲ့နှလုံးပေါင်း6ရှိမှသာဘူးဒါဆိုရင်ဒီမှာလည်း6ပါတဲ့နှလုံးပေါင်း6လို့ရှိမှသာဘူးဒါဆိုခုနကကျွန်တော်တို့ formula ရှင်းနေထောက်တဲ့ကစားကွက်ရ6တလုံးပါ6နောက်ပိတ်ကိုရှင်းနှလုံးပေါင်း6ဆိုတော့ဒီကနန်းတကွက်ပဲကစားလို့ရတယ်အဒီကနန်းတကွက်ပဲကစားလို့ရတာဆိုတော့ကျွန်တော်တို့ဒီကနန်းတကွက်ကိုးနောက်ပိတ်နဲ့ရှင်းလုံးပေါင်းကို၄၅ခုနဲ့ ငါးလေးကိုဆိုကနေနှစ်ကွက်ဓာမျိုးကိုကျွန်တော်အကြက်ယူကစားခြင်းကျွန်တော်ကစားခြင်းတော့ပြောတယ်နော်ဒီလိုစနစ်မျိုးနဲ့ထောက်ပြီးတော့ဓာမျိုးပဲကျွန်တော်အကြက်ယူကစားခြင်းနဲ့ break ကြောနဲ့ကစားခြင်းနဲ့ပြည့်သက်ဆိုရှင်ဟိုင်း983အကစားလို့ရတယ်69အကစားလို့ရတယ်အဖော့ဝင်နေလို့တရားကြည့်တာဓာရီရတော့ကျွန်တော်မမကတ်ထဲမှာထည့်မထားဘူးထည့်ပေးမှမဟုတ်နေရာမပေးနိုင်ဘူးဒီလို frame တစ်ခုကနေကနန်းတစ်ကွက်ပဲကျွန်တော်တို့မမကတ်မှာကစားတာ အဲဒါမျိုးပြေဒါမျိုးကြိုက်တယ်ဆိုလို့ရှိရင်တခြားတခြားသောကိုယ့်အကူကုနီးကွန်းနဲ့လိလလို့ဒီလိုကနားနဲ့ကြိုက်တယ်ဆိုရင်ကစားလို့ရတယ်မမ်ဘာကတည်းကမှဒါကြီးထက်မပြေဘူးကျွန်တော်ကစားမှလာကစားတယ်900ဘူးတစ်ဆောင်ဘူးဒီရင်ကြည့်ဒီကဒီကနားနဲ့ကစားမယ်နော်အကြိုက်ဆုံးကတော့ဒီနှစ်ကွက်ကိုကစားမယ်စနစ်ကိုပဲအဓိကထားကစားမယ် ရှင်လုံးမောင်းခွန်ခွန်နောက်ပိတ်လို့ရိုက်တယ်ခွန်ထိတ်လို့ထက်ကြပြီအဲ့ဒီခွန်ဒီခွန်နောက်ပိတ်လို့ပြေးပြီးတော့ရှင်လုံးမောင်းခွန်လို့ထည့်တယ်စနစ်ဒါမျိုးကိုကြိုက်တာကျွန်တော်ကတော့အဲ့ဒီကဏ္ဍဒီလေတနည်းနည်းသုံးနည်းလေးနည်းမြောက်မှာထွက်ထားခဲ့တယ်ကဏ္ဍဒါဆိုလို့ချင်းခွန်ပြီးတော့ဒီမှာရှစ်တဘောင်းဝကြတာကခွန်ကိုလည်းခွန်တုံညာနဲ့ရှစ်ကိုလည်းတစ်ခွန်နဲ့ခွန်တစ်လုံးပိုင်းနဲ့လာထည့်နေရပေါ့နော်ဘာကြောင့်ခွန်တစ်လုံးပိုင်းနဲ့ထည့်ထားတယ်လေရှစ်ကိုရှစ်နောက်ပိတ် ဒီကို၈ထိပ်ဒါကို၈နောက်ပိတ်လို့ပြည့်ပြီရှင်းလုံးပေါင်း၈နဲ့ဒီကနန်းဒီတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်ကထွက်ထွားတဲ့ကနန်းဒါဆိုရင်ဒီမှာလဲကိုပထမကံမှာ9တုံးညနဲ့9နဲ့ဒုတိယကံမှာ9တက်နဲ့9နဲ့တတိယကံကျတော့9နှစ်နဲ့9တယ်စီနီယာကိုစနစ်တကျအတိတကျလုပ်တယ်လုပ်ပြီးဒီနေရာမှာ9နောက်ပိတ်တစ်ချက်ရပြီးအဲ့ဒီကို9ထိပ်လို့ပြည့်ပြီးဒီ9ကိုဒီနေရာမှာ9နောက်ပိတ်လို့ပြည့်ပြီးတော့ ကစားတဲ့ကစားကွက်ကိုဥသာပြီးကစားမယ်မကစားရစရာအကြောင်းမရှိဘူးပါဩအနေနဲ့ဒီကနန်းတကွက်ကိုတုံးထားတယ်တုံးထားတယ်ပေါ့နော်အဲ့တော့ကိုးနောက်ပိတ်ရှင်းလုံးပေါင်းကိုးဆိုတော့အဲ့ဒီကနန်းမျိုးကတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှထွက်ထားတာဒီကနန်းတကွက်ထဲပဲရှိတယ်တပြင်းကနန်းမရှိဘူးဒါမျိုးမှကျွန်တော်တို့အကြိုက်ကစားခြင်းပေးစီပြစီမပေးစီဖြစ်စီပေးခြင်းမပေးခြင်းရဲ့ကံတရားသည်အောင်မြင်မှုဒီကိုယ့်ရဲ့ကံတရားဆုံးဖြတ်ချက်ဒီရဲတင်းချမှာကိုယ့်လို့ ။နောက်ကျွန်တော်တို့ဒီပုံစံကိုကစားမယ်။ကိုးနောက်ပဲရှင်လုံးမောင်းကိုးနဲ့ဆို၄၅9နဲ့5 6 9ဆိုကနနှစ်ခွက်လိုက်ကစားရမယ်။ကျွန်တော်မမ်ဘာကက်မှာဟဲ့လို၄၅9လို့ရေးပြီးလိုက်မယ်။အကျယ်ဆုံးတစ်ခွက်ကိုမမ်ဘာကက်မှာထိုင်နေရေးပြီးလိုက်တယ်။အဲ့လိုရမ်းကျင်နေဆိုဒီလိုကနလိုက်ရမယ်။၄၅9 5 6 9လို့တော့နှစ်ခွက်လုံးမမ်ဘာကက်ထဲမှာထည့်မရေးဘူး။လေငါကုတ်လို့ပဲထည့်ပြီးတော့ရေးပြလိုက်မယ်။ဘာကြောင့်လဲဒီနှစ်ခွက်ထဲဒီတစ်ခွက်ကိုဘာကြောင့်ကျွန်တော်က ချက်ယူလဲဆိုချုပ်ကွက်ကိုတတ်ပြီးတော့ရှင်းပြပေးမယ်နော်ရှင်းပြပေးမယ်အဲ့တော့၄၅ခုလို့မမကတဲ့မှာထည့်ရေးထားတဲ့၅၄ခုဆိုတော့ရန်နိုင်ရန်ထုတ်လို့အကောင်းဆုံးအဓိကဒီကျွန်တော်တို့အကွက်ရွှေကစားဆိုတော့အာကစားတဲ့စနစ်ပဲနော်ဒါသဘောပေါက်မယ်ချင်ဟုတ်ပြီအဲ့လိုဆုံးဖြတ်လိုက်တဲ့အချိန်ကမှအဲ့ဒီနှစ်ကွက်ထဲတစ်ကွက်ကောင်းကိုဘယ်လိုဆွတ်ထုတ်တာလဲဆိုတော့ကျွန်တော်ထောက်ပြထားတယ်ဒီသုံးလုံးပေါင်းချင်း၄ဒီပုံစံရိုက်ခဲ့ဒီသုံးလုံးပေါင်းချင်း၄ဒီပုံစံရိုက်ခဲ့ဒီသုံးလုံးပေါင်းချင်းဒီ၄လို့ပုံစံရိုက်ခဲ့ အဲ့ဒီသုံးလုံးပေါင်းချင်းလေးတွေပုံစံရိုက်ခဲ့တဲ့ရိုက်ချက်ဒီကျွန်တော်အနေနဲ့အလုပ်လုပ်ဖို့လာတယ်လို့ပဲမြင်တာပေါ့နော်ဒီသုံးလုံးပေါင်းလေးကြောင့်ဒီနေရာမှာဒီနေရာမှာခွန်နောက်ပိတ်ရှင်းလုံးပေါင်းခွန်ဆိုတဲ့ကစားကွက်ကိုထက်မှာအဲ့ဒီနေရာမှာဒီနေရာမှာခွန်နောက်ပိတ်နဲ့ရှင်းနှလုံးပေါင်းချင်းခွန်ဆိုတဲ့ကနေကသူ့ရဲ့လေးနှစ်မြောင်မှာထွက်ထားတဲ့ကနန်းဖြစ်ရမယ်အဲ့ဒါကိုတကွက်တဲ့ထက်တဲ့စနစ်ကဒီသုံးလုံးပေါင်းချင်းလေး လေးကိုဟာလို့ထိပ်စီသုံးလုံးပေါင်းချင်းလေးလို့ပြန်ချုပ်လိုက်ဒီသုံးလုံးပေါင်းချင်းလေးကိုခွန်ငှားနဲ့ထိပ်စီသုံးလုံးပေါင်းချင်းလေးလို့ချုပ်ပြီးအလဲတိုင်းကိုလေးရဲ့ပေါ့ဟာလို့သုံးလုံးပေါင်းချင်းကိုးလို့ထပ်ချုပ်လိုက်ဒါဆိုတကွက်တည်းဖြစ်သွားတယ်နော်အဲ့ဒီကနေ့လေသူရှိလင်းနေမှာထွက်ထားတဲ့ကနေ့ရှိနေရမယ်နော်ဒါဆိုဒုတိယကဟာလို့နှလုံးပေါင်း၈၈ထိပ်၈ပိတ်၈ထိပ်ဒီနေရာကို၈နောက်ပိတ်လို့ထည့်ပြီး ရှင်းလုံးပေါင်းရှင်းနေကစားမယ်ကစားချင်းမှာဒီသုံးလုံးပေါင်းချင်း၄ကိုဒီသုံးလုံးပေါင်းချင်း၄ဆိုပြီးထည့်ကြည့်လိုက်8 3 6 4အဲ့ဒီ၄ကိုတစ်ခါပြန်ပြီးခါတိုင်းကို၄ရဲ့ပါပါ၉ဆိုစနစ်နဲ့ချုပ်လိုက်တဲ့အချိန်ကမှ၈နောက်ပိတ်နောင်လုံးပေါင်း၈ကို၆နှစ်၈လို့တပေါက်ထည့်ရတာအဲ့ဒီကဏ္ဍလိုပဲသူရှိတစ်နှစ်နှစ်နှစ်သုံးနှစ်၄နှစ်မြောက်မှထွက်ထားတဲ့ကဏ္ဍရှိနေရမှာအိုက်စင်မျိုးထပ်ထည့်ကြည့်မယ်အခုဒီနေရာမှာတတိယကပ်မှာ သုံးလုံးပေါင်းခြင်း၄ကိုကျွန်တော်တို့ဒီနေရာမှာသုံးလုံးပေါင်းခြင်း၄လို့ထည့်မယ်ဆိုလို့ရှိတယ်။ဒီနေရာမှာ၉ထိပ်ဒီနေရာမှာ၁ထိပ်ရှိတဲ့ဒီနေရာကိုကျွန်တော်တို့၄လို့ထည့်မှာ၉၁၄ဆိုမှ၄ဖြစ်မယ်။အဲ့ဒီ၄လို့ဖြစ်လာရင်၄ရဲ့ပါဝါခခအောင်သုံးလုံးပေါင်းခြင်း၉လို့ပြန်ချော့ချောက်တဲ့အချိန်မှာလည်းအဲ့မှာ၆ခါရှိရ၈ခါရှိတဲ့၅တလုံးကိုထည့်လိုက်မှာ၆၈၅ဆိုမှ၉ဖြစ်တယ်။ဒါကြောင့် ျွန်တော်က၄၅ခုဆိုကျွန်တော်တဲပေါက်ကိုအကြိုက်ဆုံးအနေနဲ့ရွေးချယ်ပြီးကစားမှာဖြစ်တယ်။ဒါအကွက်ရွှေအနေနဲ့ကျွန်တော်ပြောပြီးပြီအချိန်ကြာကြာဗရိတ်အနေနဲ့ကစားကြတယ်ဆိုဟဲ့ငါရှစ်သုံးပက်လေကနန်းနီ၆တက်ခုပက်လေကနန်းနီကစားလို့ရတယ်ကျွန်တော်ကတော့ကစားမှာပဲစနစ်တစ်ခုကိုလိုက်ပြီးဆိုလုံယုံအောင်ထည့်ကစားတယ်။သို့သောဘလူကစားမှာလေမိမိထိုးရေးရေးကွာ900တထောင်ဘူးလောက်ပဲပက်လေဒီကစားမယ်ဒီပက်လေကိုတော့တင်ကစားတော့မယ်အဲ့ပက်လေထဲမှာမှကနန်းနှစ်ကွက်ဦးစားပြီးကစားမယ်၄၅ခုနဲ့၅၄ခု အဲ့59 59နဲ့59မှာမှာကျွန်တော်ဒီ59ကိုကိုမိန်အကြိုက်ဆုံးနေတယ်။ organ နေနဲ့တင်ကစားမဲတာပါဝါထဲမှာဒီကနန်းတကွတက်ထားတယ်။သူ့ရဲ့အရန်နေနဲ့အကြိုက်ဆုံးဒုတိယအရန်ဒီ59ကိုကျန်တဲ့အာလီကွက်ဆိုတော့ကျွန်တော်တို့အနေနဲ့ထိုးပြီးသားပဲเนาะ။ဒါမေးဆူလေးကွက်ကိုစဉ်းစားဆုံးဖြတ်စနစ်ဒီဒီသဘောသဘောကလာခဲ့တယ်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးပေါ့เนาะ။ သုံးလုံးပေါင်းချင်းလေးလိုထောင်တယ်ဒီမှာလေးလိုပြန်ခွေတယ်ဒီလေးရဲ့ပေါ်ပါဒီသုံးလုံးပေါင်းချင်းကိုယ်ဆွဲချုပ်ွက်နဲ့ချုပ်တယ်ခွန်နောက်ပိတ်ပုံစံနဲ့အချင်းလုံးပေါင်းခွန်ဒီကနန်းနေသူ့ရှိလေးနှစ်မြောက်ကကနန်းဒီသုံးလုံးပေါင်းချင်းလေးကိုဒီသုံးလုံးပေါင်းချင်းလေးလေးရဲ့ပေါ်ပါကိုယ်လိုထည့်တယ်ရှစ်နောက်ပိတ်ပုံစံနဲ့ရှစ်လုံးပေါင်းရှစ်ကိုရှစ်နောက်ပိတ်နဲ့ပုံစံနဲ့ကနန်းဒီကနန်းနေလည်းပဲသူ့ရှိလေးနှစ်မြောက်ကကနန်းအဲ့လိုစနေနဲ့ချုပ်လိုက်တဲ့အချိန်မှာဒီသုံးလုံးပေါင်းချင်းလေးကိုဒီလိုလေးလိုထည့်လိုက်လေးထိတ်ဒီလိုသုံးလုံးပေါင်းချင်းကိုပြဖို့ဆို၅ခါနောက်ရှင်းလုံးပေါင်း900သွားပြီ 9နောက်ပိုင်းနဲ့4 5ခုတကွက်တယ်ဒါအကွက်ရွှေကနန်းနဲ့ UDB ကစားလိုက်တာ member ကတ်ထဲမှာ deep rate တစ်ခုလုံးကနေဒီ4 5ခုဆိုတဲ့ကနန်းလေးတစ်ပေါက်ပဲပါမယ်ဇန်နဝါရီကလိုက်ပြီးကစားခြင်းလဲဆိုရင်ကျွန်တော်ရဲ့ member တွေကိုရှင်းပြရင်လေဒီလိုပုံစံရှင်းပြတာကျွန်တော်ကတော့เนาะဒါ member မှာချပြဖို့တို့တော့ member မှာပေးတဲ့စနစ်ပါ organ တစ်ခုပဲเนาะသူ့ရဲ့ကြိုက်တဲ့ share organ တစ်ခု ကျွန်တော်ဒီပွဲမှာကစားမှာက share out ဆိုပြီးတော့တစ်ကွက်ကစားမယ်ပါအောအနေနဲ့သုံးကွက်ရွေးကစားတယ်ပါအောသုံးကွက်ရွေးတဲ့အထက်မှာဒီကနေ့တစ်ကွက်ပါတယ်နောက်တစ်ခါ duo အနေနဲ့သုံးကွက်ကစားအလုံးမှာ9ကွက်ပဲကစားတယ်ခုနက9ကွက်ပဲကစားတယ်မဟုတ်4 5ကိုလို့ရေးပြလိုက်တယ်တဲ့ရေးပြလိုက်တယ်ကနေ့မယ်မမကတ်ထက်မှာပါမကျန်တာတွေဒီကစားခြင်းလဲဆိုဘလို့ကစားလို့ရသေးတယ်ဆိုတာအသေးစိတ်ကိုမမတွေမှာရှင်းပြရလဲဒီတိုင်းပဲကျွန်တော်ရှင်းပြတယ်ဒါကြောင့် public ကိုရှင်းပြတဲ့အချိန်မှာလည်းပဲ မကျွမ်းမချမ်းပေါ့နော်ဒါကျွန်တော်ယူဆပုံတွေအသေးစိတ်ကနေအကုန်လုံးရှင်းပြလိုက်တယ်ကြိုက်တယ်ဆိုလို့ရှိရင်ဒီလိုလိုက်ကစားလို့ရတယ်ဟုတ်ပြီအဲ့ထင်မှမှနောက်ထပ်တစ်မျိုးအကျဲဆိုတာအမျိုးမျိုးဖြစ်နေတာနော်အမျိုးမျိုးဖြစ်နေတာနောက်တစ်မျိုးဒီကနားကိုအကွက်ရွှေအနေနဲ့ကစားတာမဟုတ်ဘဲနဲ့အကွက်ရွှေဒီမိန်းဒီကစားလိုက်တာဘာကြောင့်လဲဒီအပေါ်မှာကစားတဲ့ကစားကွက်ကလည်းလင်းနေမြောက်ကကနဲအောက်မှာကစားတဲ့ကစားကွက်ကလည်းလင်းနေမြောက်ကကနဲထပ်ရဖြစ်နေတယ် ဒီမှာကစားမဲ့ကနေဒီလင်းနှစ်မြောက်ကနေဒီမှာကစားမဲ့ကစားဒီလင်းနှစ်မြောက်ကနှစ်ထပ်စီးနဲ့ကစားအဲဒီမှာကစားခဲ့တဲ့ကနန်းဒီသူ့ရှိလင်းနှစ်မြောက်ကကနန်းရိုက်လို့ဒီအောက်မှာသူ့ရှိလင်းနှစ်မြောက်ကကနန်းထက်ရဲ့စနေဒါကြီးအကြိုက်ဆုံးပေါ့နော်အဲ့လိုမဟုတ်ဖက်နဲ့ချက်ရဲ့လဲစားမှုပေါ့တုံးကက်စီရောက်သွားတဲ့အချိန်ကမှာလဲစားမှုကြီးဆိုအမျိုးမျိုးရှိတတ်တယ်အဲ့လိုအမျိုးမျိုးရှိရတဲ့ကကျွန်တော်တို့နောက်ထပ်တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုး ဖော်မူလာစနစ်နဲ့ကျွန်တော်တို့အခုကစားမှလည်းဒီနှလုံးပေါင်းခွန်ကိုခွန်နောက်ပိတ်ခွန်ထိတ်လို့ရတယ်ဒါကိုခွန်နောက်ပိတ်လို့ထည့်ရှင်းနှလုံးပေါင်းခွန်ဆိုတော့ဖော်မူလာစနစ်နဲ့ထည့်ကစားတာအကွက်ရှင်းနဲ့ကစားရင်၄၅ခုလို့တဲပေါက်တာဒါအကျိုက်ဆုံးပဲအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တမျိုးစဉ်းစားကြည့်အဲ့ဖော်မူလာတစ်ခုတည်းနဲ့ကျွန်တော်ကစားတော့မလားရှင်းနှလုံးပေါင်းခွန်ခွန်နောက်ပိတ်ခွန်ထိတ်ခွန်နောက်ပိတ်လို့ရပြီရှင်းနှလုံးပေါင်းခွန်လို့ရတယ်ဟဲ့ရှင်းနှလုံးပေါင်းခွန်ကိုဒီနေရာမှာခွန်၃ညအတွဲလို့ခွန်ရဲ့ပါဝါနှစ် တုံးရရဲ့ပေါ်ကငန်းနဲ့နှင်းငါအတွဲဆိုပြီးရိုက်သွားတာလားဒီနေရာမှာရှစ်နောက်ပဲရှင်လုံးပေါင်းရှစ်ခုရိုက်တဲ့ချိန်မှာဒီနေရာမှာထောင်ခဲ့တဲ့ပထမမူရင်းစထောင်ခဲ့တဲ့ဟဲ့တစ်ခွန်မက်တက်တစ်ရဲ့ဘဝဒီ6ခွန်ရဲ့ဘဝဒီ2တစ်6 6နှစ်ဆိုပြီးစနစ်နဲ့ထည့်သွားတာလားဒါဆိုလို့ရှိရင်အဲ့စနစ်ရဆိုဒီနေရာမှာလဲခွန်တုံးရခွန်တက်ပြီးတော့ခွန်နှစ်လို့ပဲထည့်တာခွန်နှစ်လို့ထည့်လို့ရှိရင်ခွန်ရဲ့ဘဝဒီ2နှစ်ရဲ့ဘဝဒီခွန်ဆိုတော့ အဲ့တော့ခွန်နှစ်နှစ်ခွန်ဆိုတဲ့စနစ်နဲ့ကျွန်တော်တို့ထပ်ပြီးတော့ကနန်းနှစ်ကွက်လိုက်ကစားလို့ရတယ်ဖော်မြူလာစနစ်တဲ့ကိုအပြီးရိုက်သွားမယ်ဆိုလို့ချင်းဒီလိုကစားလို့ရတယ်ဟုတ်ပြီနော်နှစ်ခွန်9နဲ့ခွန်နှစ်9ဆိုတဲ့ကနန်းနှစ်ကွက်ဖော်မြူလာစနစ်တိုင်းပဲအကွက်ရွှေကိုမယူတော့ဘူးဒီဖော်မြူလာထည့်ထားတဲ့ဖော်မြူလာစနစ်တိုင်းပဲအပြီးရိုက်မယ်ဆိုလို့ရှိရင်နှစ်ခွန်9နဲ့ခွန်နှစ်9ဆိုပြီးကနန်းနှစ်ကွက်ကျွန်တော်ကတော့မပြတ်မကွက်ထည့်ကစားမှာ ဒါကျွန်တော်မချွတ်မချန်ကျွန်တော်မြင်တာတွေအကုန်လုံးကိုဒါကျွန်တော်တို့ရန်တို့ရောပေါ့နော်ရန်တို့ရော organ ရောနော် organ ကစားတဲ့စနစ်ရွေးချယ်ပုံပြောပြီးရန်တို့စနစ်တွေကိုအဓိကထားပြီးရန်တို့စနစ်တွေဘာဖြစ်နိုင်လဲဆိုတော့တိကျရှင်းပြပြီးတယ်အဲ့လိုစနစ်မျိုးနဲ့ formula စနစ်တခုတည်းကင်ပြီးကစားသွားမယ်ဆိုလို့ရှိရင်အဲ့လိုလည်းကစားသွားနိုင်တယ်နှစ်ကုန်ကုန်းနဲ့ခွန်းနှစ်ကုန်းဆိုရယ်ကနားနှစ်ကွက်မပြည့်မကွက်ထည့်ကစားမယ်မမကတ်မှာတော့ဒီကွက်ထည့်၄၅ကုန်းစုတက်ပါမယ် ဒါဆိုလို့ရှိရင်အဲ့ဒီခွန်နှစ်ကိုနဲ့နှစ်ခွန်ကိုကိုနှလုံးပေါင်းခွန်ခွန်နောက်ပိတ်ခွန်ထိတ်ခွန်နောက်ပိတ်လို့ရပြီရှင်းလုံးပေါင်းခွန်အဲ့ရတဲ့ချိန်မှာနှလုံးပေါင်းခွန်ထောင်ခဲ့တဲ့ကောင်ရဲ့ပါဝါပြန်ဒီနေရာမှာရှင်းလုံးပေါင်းထက်တယ်ဆိုတော့ဒပိတ်ထဲဖော်မြူလာစနစ်နဲ့ကစားမယ်ဆိုလို့ရှိရင်ခုနကျွန်တော်ပြောပြီးနှစ်ခွန်ကိုနဲ့ခွန်နှစ်ကိုနှစ်ပေါက်ထိုးရမှာအဲ့ဒီနှစ်ကွက်မှာထပ်ပြီးတော့အကျဉ်းဆုံးတစ်ကွက်ကိုရွေးပါဆိုလို့ရှိရင် ိတ်ခွန်ရဲ့ပါဝါဒီနှစ်ထိတ်ဟိုက်သုံးရဲ့ပါဝါဒီငါးခါလို့ဒဲထဲတာလားအဲ့ဒီခွန်ရဲ့ပါဝါနှစ်ထိတ်ဟိုက်သုံးရဲ့ပါဝါငါးခါလို့ဒဲထဲတာလားဒီမှာလည်းဒီတိုင်းမဟိုက်တစ်ခွန်ရှစ်ကိုတစ်ရဲ့ပါဝါ၆ထိတ်ခွန်ရဲ့ပါဝါဒီနှစ်ခါလို့ဒဲထဲတာလားဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်ရဲ့ပါဝါဒီနှစ်ထိတ်နှစ်ရဲ့ပါဝါဒီခွန်ဆိုတော့အဲ့ခွန်နှစ်ကိုနှစ်ခွန်ကိုမှမှနှစ်ခွန်ကိုဆိုတဲ့ကဏ္ဍကပူပြီးတော့တင်ကစားတင်ဆိုလိုတာကဟဲ့နှစ်ခွန်ကိုကိုတထောင်ပို့ထိုးရင် ခုနှစ်ကို900ဘူးပဲလိုက်ကျွန်တော်ပြောခြင်းတဲ့အတိပဲကအဲ့ဒီ59ကိုခမရတို့ကျွန်တော်တထောင်မိုးထိုးရင်59ကိုတထောင်မိုးထိုးရင်54ကို900ဘူးထိုးကျန်တဲ့၄ခွက်ကို250နဲ့ပတ်ဟဲ့လို့ကဏ္ဍမျိုးကြတော့983 619ဆိုရယ်ကဏ္ဍမျိုးကြ200ဘူးပဲပတ်အဲကျွန်တော်တို့က site တစ်ခုကရတဲ့ကဏ္ဍဆိုအကုန်ထည့်ကစားတာကျွန်တော်ကစားနေရတော့เนาะကဏ္ဍနေများတယ်လို့မထင်နဲ့ကျွန်တော်တို့ကလုံခြုံထည့်ကစားတာဒီကြားထဲကတော့လွတ်လွတ်သွားရည်တယ်เนาะစနစ်မှန်ပြီးတော့ ရွေးချယ်တဲ့စနစ်မှန်းပြီးတော့ရွေးချယ်တဲ့ကဏ္ဍကိုထောက်တဲ့အချိန်မှာလွတ်လွတ်သွားတယ်အဲ့တော့ကျွန်တော်တို့စနစ်တကူထောက်ပြီးဆိုလို့ရှိရင်အဲ့လို safety ပေါ့နော်ဘာတွေဖြစ်နိုင်လဲဆိုတော့အသေးစိတ်ကိုအဲ့လောက်ကြီးကျွန်တော်တို့ထောက်ပြီးကြမှာအကြိုက်ဆုံးဆိုတဲ့ကဏ္ဍကွက်ကိုဒါထက်ထက်ပြရနော်အဲ့ဒီ line တကူတဲ့ကစားဆိုဒီကဏ္ဍကြီးအကုန်ထုတ်ပြီးဒါထက်လို့ရသို့တော့သူ့လိုပဲရှင်ပြိုင်ကောင်းတဲ့ဒီနေရာမှာကစားကွက်တွေအများကြီးအများကြီးရှိတဲ့အချိန်ခါမျိုးမှာစနစ်တကူကနေမမကတ်ကိုတစ်ခွက်ပဲထည့်ပြီးလို့ရတယ်ကျွန်တော်ပြောတဲ့အတိတ်ပဲနားလည်မှာပေါ့နော်တစ်ခွက်ပဲထည့်ပြီးလို့ရတယ် အဲ့တော့တကွက်ပဲထည့်ပြလို့ရပါနဲ့သူ့ကိုအကြိုက်ဆုံးဆိုရွေးပြီးရင်ဒုတိယအကြိုက်ဆုံးဆိုကျွန်တော်ဒိုက်ဒီနှစ်ကွက်ကိုကြိုက်တာနှစ်ခုကုန်းနဲ့ခုနှစ်ကိုအဲ့မှာမှနှစ်ခုကိုပို့ပြီးတော့တင်ကစားခုနှစ်ကိုကဒုတိယဥစားပြီးကစားနောက်ဆုံးအရင်ကြီး90ဟူတရားဟူပတ်မယ်ဆိုဒီကနေ့နှစ်ကွက်လောက်ပြီထည့်တာကောက်ထည့်တာကျွန်တော်တို့ကအကုန်ထည့်တာဒီစနစ်ကဒီအတွေ့ခေါ်တိုင်းဝင်လာပြီဆိုမလွတ်စေရတော့အ ਨੇ ဆုံးဒီကျွန်တော်တို့ချက်ကစားနေကကိုအရင်ကိုအပမခံနိုင်ဘူးကိုအရင်ကိုတော့အမိရပြန်ဆုံနိုင်မယ်လမ်းကြောင်းကိုအမြဲတမ်းထည့်ကစားတယ် ကျွန်တော်ချိန်ကစားတာနော်ကိုအရင်ကိုတော့အမြဲတမ်းပြန်ရအောင်ပြန်ရအောင်ပေါ့နော်ကာတို့ဆိုအမြဲတမ်းထိုးတယ်ကျွန်တော်တို့ချက်ထိုးနေရတော့အဲ့တော့ဒီစနစ်ဒီပုံစံအဆိုဒီပုံစံအခုရှင်းပြလိုက်တဲ့ကဏ္ဍကွက်ကြီးအကျိုက်ဆုံးပဲအဲ့တော့အနစ်ချုပ်လိုက်မယ်ဒီ frame ကနေမှပါအောင်၃ကွက်ထဲထဲမှာတကွက်ထက်ထားတဲ့ height 5ကုဆိုတဲ့ကဏ္ဍဒီတိုင်းပဲရေးပြီးထက်ထားတဲ့ပါအောင်ကဏ္ဍ၃ကွက်ထဲမှာ5ကုဆိုပါအောင်ကဏ္ဍကို5ကုလို့ထည့်ထားလိုက်တယ်ပါအောင်ကဏ္ဍ၃ကွက်ရွေးတယ် ရှယ်အုံးကွက်တကွက်ပါဝါ၃ကွက်ဒူဝါ၃ကွက်ခုနှစ်ကွက်ခုနှစ်ကွက်မှာဒီကောင်ပါဝါတွေက၃ကွက်ထဲမှာတကွက်၄၅ကိုလို့ထည့်ထားတယ်အဲ့ဒီကဏ္ဍကိုအထူးရံမှုဆိုလို့ရှိရင်၅၄ကိုဆိုတဲ့ကဏ္ဍကိုအထူးရံကျန်တဲ့၄ကွက်တည်းရတော့အရင်ကြောင်ရံအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီကဏ္ဍခုနှစ်ကို2ခုကိုဆိုတာကျတော့မမကတဲ့မှာလုံးဝပါမသွားတော့ဘူးဒီကဏ္ဍနေအရေးအယောင်လုံးဝမပါတော့မပါတော့ဘာဖြစ်လဲဒါကစားခြင်းနဲ့ဆိုရင်မမမမရီမှာဆိုလေစနစ်တစ်ခုရှင်းပြန်အဲ့လိုအသေးစိတ်ကျွန်တော်ရှင်းပြတတ်တယ် အဲဒါတွေကကစားရန်ထိုးထိုးလို့ရတယ်နှစ်ခွန်ကိုနဲ့ခွန်နှစ်ကိုဒီဒုတိယရန်ထိုးရန်ထိုးတဲ့မှာနှစ်ခွန်ကိုဒီ main ခွန်နှစ်ကိုဒီဒုတိယဟုတ်ပြီနော်အဲ့ဒီထဲမှာလှည့်သောမူတံအားလုံးခံနိုင်အောင်သူပထမအကမှရိုက်သွားတဲ့ဟာဒဲပေးသွားတာမဟုတ်တဲ့ဒဲပေးသွားရင်6တိတ်ကိုဒဲထိုးအောင်ဒဲပေးသွားတာမဟုတ်တဲ့သူ့ရဲ့ကစားကွက်ဒီမာယာကြီးနဲ့အဲ့မာယာကြီးထဲမှာဘာတွေဖြစ်နိုင်လဲဆိုစဉ်းစားရင်အဲ့53အား6တိတ်ကိုအားဆိုရင်ကဏမျိုးသီး900ဘူး100ဘူးဒါမျိုးတော့ပတ်ထားလိုက်တယ်ကျွန်တော်တို့အရင်ကြည့်ရအောင်ပေါ့နော် ကြည့်ကျွန်တော်ကစားနည်းကိုအသေးစိတ်ကြာလေးရှင်းပြလိုက်တဲ့စိတ်ဝင်စားတယ်ဆိုရင်၃ပေါ့နော်စိတ်ဝင်စားတယ်ဆိုရင်၃ပေါ့နောက်ထပ် live လာဖို့အစီအစဉ်မရှိပါဘူးအဲကျွန်တော်နဲ့ပတ်သက်ပြီးတော့ Viber ကနေပဲလှုပ်လှုပ်ပြီးပါတယ်39 86 90 302540ဖုန်းနံပါတ် Viber ကနေစာရေးပြောပါစာရေးပြောမြိုင် voice message နဲ့ပို့ပါဖုန်းမခေါ်ပါနဲ့ဖုန်းခေါ်တာဘုရုမှာမကင်ပါဘူးเนาะ အစာရေးလို့အဆင်မပြေတဲ့ပိဿတ်တွေရှိရဆိုချင်း voice message အတန်ရော်ကော်ရီဖမ်းပြီးတော့ပို့တယ်စနစ်အဲ့လိုမျိုးနဲ့ပြောပါကျွန်တော်ကအဲ့တိုင်းပဲပြန်ပြီးရှင်းပြပေးပါတယ်ဖုန်းမခေါ်ပါနဲ့ဘာကြောင့်လဲဗီဒီယိုကောလည်းမခေါ်နဲ့ရိုးကိုရိုးရိုးဖုန်းနဲ့လို့ရိုးရိုးဗိုက်ဘာဖုန်းနဲ့မခေါ်နဲ့ဘာလို့မှမကြိုက်ဘူးကြိုးပါနော်စာရေးပြအဓိကဒီစာရေးပြစာရေးပြလို့အဆင်မပြေဘူးဆိုလို့ရှိရင် voice message နဲ့တစ်ချမေးအဲ့တော့ပုံမှန်တိုင်းပဲဒီဘက်မှာတပတ်ချင်းဝယ်ရတယ်တောင်းကြတယ်ရောင်းတာ တောင်းကြံနေပဲရောင်းမှာဖြစ်တယ်ရောင်းမှာဖြစ်တယ်ပေါ့နော်အဲ့လိုရွေးခြင်းတဲ့ပုံကိုဒီ10ရက်နေ့ဆက်ပြီးတော့ရောင်းချစတင်ရောင်းချပြီးမယ်10ရက်နေ့မှာမှာဆက်ပြီးရောင်းချပြီးမယ်အဘစနိုင်ဝယ်တဲ့ပြည့်သက်ကိုတေချာရှင်းပြမယ်အလုပ်ကိုတေချာရှင်းပြပေးတာကျွန်တော်ပုံမှန်တိုင်းပဲအဘစင်ဝယ်နေပြည့်သက်မိတ်ဆွေတွေအများကြီးရှိတယ်အဲ့လိုမိတ်ဆွေတွေအတွက်ဒီဘက်ကိုအစိုးရမင်းနေကြပြီဘယ်နှစ်စာရောက်မှလဲတဘုဘလောက်တတ်မှတ်မှာလဲပုံမှန်တိုင်းမဲ့ဈေးကိုယူပါမယ်ခက်ခဲတဲ့ကာလမှာ ျွန်တော်ပုံမှန်တိုင်းလည်းတသောင်းကြံ့ယူပါမယ်ပေါ့နော်အဲ့လိုပဲရှယ်ဝန်းကနန်းကိုဘူဂျူဖိုင်တစ်ခုလူရင်းတူရှင်၃မိနစ်နဲ့ရိုက်ပြောတဲ့ဘူဂျူဖိုင်တစ်ခုတစ်ပတ်ချင်းဝယ်ပြီးတော့ပုံကူတွေအတွက်လက်ဆောင်စိုက်ကြည့်ဖို့အတွက်၃မိနစ်နဲ့အသေးသေးအကြည့်လွားပြောပြရမယ်ဘူဂျူဖိုင်လေးတစ်ခုမရမကရိုက်ပြီးတော့ပို့ပေးမယ်ဒါရှယ်ဝန်းကနန်းအတွက် အဲ့တော့ဒီဘက်မှာကျွန်တော်ထုတ်မဲ့စနစ်ကရှယ်ဟုံးဒီတစ်ခွက်ဟုံးခွက်ဆိုပြီးတစ်ခွက်ပအော်သုံးခွက်ဒူအော်ဒူအော်ဒီလေသုံးခွက်ဒီခုနှစ်ခွက်ပဲမမကတ်ထဲမှာရေးပြီးမှာနော်တပတ်ချင်းဝယ်ယူတဲ့ပုဂ္ဂိုလ်ကျန်တဲ့ဟာတွေကအခုလိုရှင်းပြရချင်းမှာကိုယ့်ကိုစိတ်ဝင်စားရင် like ထူဘောက်လုံးဆိုကြပောက်သွားရင်ကောင်းတယ်ခဏနေအများကြီးထည့်ပြမပောက်ထည့်ဘူးဆိုကိုယ့်လူကိုဝင်တော့ဝင်ဘူး ထပ်ပြီးတော့ပေးရကြမှာကြောက်လို့အပတ်တိုင်းအပတ်တိုင်းအချိန်တိုင်းကနန်းကိုကျွန်တော်ခုနှစ်ကွက်ပဲအဓိကထားပြီးကစားနေတယ်။နော်ဒီတစ်နှလုံးအတွက်အဲ့တော့ခုနှစ်ကွက်ပဲထည့်မယ်။ကျန်တဲ့ဟာတော့ဒီလိုရှင်းပြလိုက်တယ်ကိုကကိုကိုကိုအကြိုက်နဲ့ကျွန်တော်အကြိုက်နဲ့မတူဘူးကိုအကြိုက်နဲ့ကိုကဘယ်ဟာကိုပိုးကြိုက်လဲဆိုပေါ့ကိုရွေးချယ်လို့ရအောင်လေဒီလိုစနစ်တကျကျွန်တော်အများအားရှင်းပြတယ်မမ္မာယူစိုက်ပြတဲ့အချိန်ကမှအခုလဲမမ္မာတွေပြဒီစိုက်ဒီမမ္မာတွေပြတဲ့ပုံစံတိုင်း public ကိုလက်ဆောင်ပေးခြင်းနဲ့စိတ်ကူးနဲ့မလို့ public ကနေ မမ်ဘာတွေမပြရဘူးဒါဝမမမ်ဘာအကောင့်မှာထပ်ပြီးကျွန်တော် share ပေးမှာเนาะမမ်ဘာတွေပြတဲ့ပုံစံနဲ့ပြပြလိုက်တယ်အားလုံးသောမိတ်ဆွေများအားလုံးအမြဲတမ်းပြောပါတယ် 3D မှာပိုင်နေဆိုမှရှိပါဘူးဒီလိုတွေးတယ်ဒီလိုစနစ်တွေကိုစ조사ပြီးချင့်ကပ်ပြီးတော့ကိုထိုးမဲ့ထီလက်မဲ့ကိုကနန်းရွေးချယ်တဲ့နေရာမှာဒီလိုမျိုးစနစ်တွေနဲ့ကျွန်တော်ရွေးချယ်ကြည့်တယ်ကံကောင်းတဲ့တနေ့ရမယ်ကံမကောင်းရင်မရဘူးဒီဗီဒီယိုဖိုင်လေးကိုဒီချိန်နဲ့ကျွန်တော်ပြပြတယ်အစင်မပြေခဲ့ရင်ချင်းချင်းခါကပြန်ကြည့်လိုက်ပါပေါ့နော် ၄၅ခုဆိုရင်ကနန်းတကွက်လက်စာပြလိုက်ပါတယ်ကြည့်ရင်၃မှာကြည့်ရင်၃မှာနောက်တစ်ခုကလည်းပြောခဲ့ပါတယ်ခက်ခဲတဲ့ကာလဖြစ်နေတဲ့အတွက်ဒီဗီဒီယိုဖိုင်ကို share လို့ရတယ်ပေးတဲ့အားလုံးဒီ share ပြလိုက်ပါဘာဖြစ်လို့လဲများများမြင်လို့များများထိတွေ့ရင်ကြိုက်နှစ်တက်တဲ့လူတစုံတစ်ယောက်ပေါ်လာခဲ့ရင်ဒီကနေ့ဒီကံကောင်းလို့ထွက်လာခဲ့မယ်ဆိုရင်ရသေးခြင်းနဲ့စိတ်ဆန္ဒမြတ်တာတရားတစ်ခုနဲ့တော့ပြောခြင်းဖြစ်တယ် ဘရုကိုမှအတင်းလိုက်ပြီးထိုးပါလို့လေကျွန်တော်မခိုင်ဘူးရှယ်လို့ရရင်လို့ကျွန်တော်ပြောပြရနော်ရှယ်လို့မရဘူးကိုကနဲ့ကိုအမျိုးမျိုးရှိတယ်သုံးတဲ့နေရာမှာအကိုအကောင်အမတော်မျိုးရှယ်လို့အဆင်မပြေတဲ့လူမျိုးဆိုမရှယ်ပါနဲ့ရှယ်လို့ရလို့ရှယ်လို့ပြောတာနော်ကဲအားလုံးပဲကံကောင်းကြပါစေ good luck ပါ